အဘကကြိုကြီးကိုဂုံပြူတဲ့ကြပြာလေးတပုတ်ပေါ့နော်အဲ့ဒါကိုတောင်ကြီးကမောင်အေးချမ်းကနေပြီးတော့မှရေးဆက်ထားတာပေါ့နော်ကြပြာလေးကတော့ကျွန်တော်နှစ်ပုတ်ဖတ်ပြမယ်ပေါ့နော်ဒီပထမဦးဆုံးအပုတ်ကတော့အပြန်လန်းတဲ့နော်ကောင်းသတင်းတွေမွေးပြန့်ဝေသည့်ຫນွေခိမှန်ဦးရာဒီကူး၌ကြည်နူးပွေရာအဖျားပြာကို ဆောင်းလာနိုင်မြိဖုံးကန်ရှိ၍လက်ရှိအချိန်ဤအထွေထွေမှ မသွေမုတ်ချပြန်ယုံထားဖို့စိတ်ချလို့တောင်းညှော်နေပါမိတဲ့မောင်အေးချမ်းတောင်ကြီးနော်သူရေးထားတာကတော့6ရက်3လ2025ဆယ်နာရီ15မိနစ်မှာရေးထားတာမင်္ဂလာရှိသောနေ့ရဲ့ပါတဲ့ကောင်းချင်းဖြာဖြာပြေဆုံးပါစေတဲ့အဲ့ဒါတော့အဘကာချုပ်ကြီးကိုဂုံပြုတဲ့ကြပြားလေးဖြစ်ပါတယ်ပေါ့နော်နောက်တစ်ပုဒ်ကတော့ရောင်နီတဲ့ကြပြားနမယတွေးတော်မြုံမြင်လမ်းကောင်းထွင်တော့လူအင်စံနာ ကောင်းကျိုးရဖို့ ပြေးဝနိုင်ရေးထောက်ကူပေးပြီးရှုပ်ထွေးတာတွေမင်းမိန်စီလျက်ရွှေရောင်ရက်များပြည်သူကြားမှာအစားထိုးကရောက်လာမည်တဲ့စိတ်ချလို့သာကြုံနေသည်တဲ့မောင်အေးချမ်းတောင်ကြီး93လ2025 19နိုင်20မင်္ဂလာညာချမ်းမှာတဲ့ငိန်ချမ်းအေးမြကြပါစေတဲ့နော်ဒီကဗျာနှစ်ပုတ်ကအဘကကျုံကြီးကိုအဘကကျုံကြီးရုရှားခီးစဉ်ဘီလာရုခီးစဉ်ကနေပြန်လာရင်အဲ့ ရုရှားတို့ဒီဘီလာရုတို့မှာဘီလာရုတမရာဆိုရင်အဘကာကြိုကြီးပေးတဲ့ဟာလေးကိုနမ်းတာနော်နမ်းပြီးတော့မှခုံပြူတာပေါ့နော်အဲရုရှားတမရာဗလာဒီမာပူတင်ကလည်းရင်ပတ်ချင်းအပ်ပြီးတော့မှဖတ်ပြီးတော့နွေနွေထွေးထွေးကြိုဆိုတာပေါ့နော်ကျွန်တော်တို့နိုင်ငံကဘသူပဲအုပ်ချုပ်ပါစေနော်တိုင်းပြည်ကောင်းဖို့အရေးကိုဦးစားပေးပြီးတော့လှုပ်တဲ့လူဆိုရင်ကျွန်တော်တို့ဘသူဖြစ်ဖြစ်ကြိုးစုံမှာပါနော်အဲ့တော့ နောက်ကနေပြီးတော့ဒီနိုင်ငံခေါင်းဆောင်ရဲ့အလက်အောက်မှာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်နေတဲ့ဝန်ထမ်းတွေလဲနော်မှားခဲ့တာရှိပါစေတော့အမှန်ကိုမြင်ပြီးတော့တိုင်းပြည်အတွက်အေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူအတွက်အလုတ်လုတ်ပြီးတဲ့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေနော်အဖြစ်ဆက်လက်ရည်တည်ပေးပါလို့ကျွန်တော်ကပြောချင်တယ်ပေါ့နော် Stay safe man. Manau mine got totally dead.